ဟုတ်ကဲ့ပါခင်ဗျာကိုဆက်လက်ပြီးတော့ဆာရည်သူဆရာကြီး ဖိုးကြော့ရေးသားတော့ဘဝတူကိုကုညီလိုက်ခြင်းလို့အမိရတဲ့ဝတ္ထုတော်လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာဘဝတူကိုကုညီလိုက်ခြင်းနှိုးစုတ်ကလေးကိုရင်ဝဲပိုက်ထားရင်းကခင်ပိုးနဲ့ကိုမြတောင်းဤမျက်နာကိုမတ်တင်အေးလှမ်းကဲကြည့်သည်သူကသာစိုးရင်တော့ကနေမျက်နာညှိုးနှွမ်းနေရတော့တယ်ခင်ပိုးတို့ဤမျက်နာကိုအကဲခတ်မရ ဟင်းကနေတပြင်းတစ်ချက်ကိုချလိုက်ခါခင်ပွန်းတဲ့စီမအကြည့်ကိုတမီလေးစီချွေလိုက်သည်နုံညကလေးအငယ်ကကိုပူနေသည် နေရှိနေတဲ့ဖြင့်ရေပြင်ကျဲထဲမှအိမ်ခေါမိုးများကို အစီရင်မြင်နေရသည်အရက်ရှိမျက်နှာတွင် ရေတွေကဖွဖွေးထနေသည် လေအဝတ်တွင်လှမ်းချက်ခုံလေးများကအိမ်ရှိတွင်ရှိထားသောလှိန်ငယ်ကို လာပြီးရိုက်ခတ်ပုတ်ခတ်နေသည်တပြက်ပြက်လှိုင်းပုတ်တန်းနှင့်အတူအကြီးကလေး၃ယောက်က ဟိုးအိမ်ခေါမိုးကဘာကြီးထုံးမောင်တို့အိမ်ခေါမိုးအဲ့ဒီအိမ်ခေါမိုးကအကြီးလေးဒေါ်ကျင်ယုံတို့အိမ်ခေါမိုးဟုတယောက်နဲ့တယောက်ညင်းခုန်ကြထုံနေကြ၏ခလေးငယ်များမှမူမိဘတို့ဤတော့ကကိုဘာမှနားမလဲရှာကြသည်တရရိတ်တိုးလာသောရေပြင်ကျဲကိုလှမ်းကြည့်ကဟေးဟေးဟိုဟာဘာကြီးလဲမသိဘူးညောလာနေတယ်မဲမဲကြီးဟုတ်တုထက်ငါဦးအမြင်နဲ့ဟစ်အော်ပြောရွှင်နေကြသည် သူတို့ရက်ဒီမိုးတွင်ရောက်လာရင်ရေချမ်းတတ်တော့ပင်လယ်တိမ်ဒေသဖြစ်သည်ထို့ကြောင့်သူတို့ရက်ကို မိုးတွင်ပင်လယ်နှွေကုန်းခေါင်းဟုခေါ်ကြသည်ထို့နှင့်မြေကြီးအတက်အကျန်းကသည် ရှင်းတွင်နှင့်အရာဝတီတို့ရင်စည်းတန်၏သူတို့အရက်မှမြေကြီးလက်တက်ကျန်းနေပင်ဝါဇိုလာဇန်းကလေးကအရင်စင်းမြုပ်လူမြုပ်ရှင်ဖြစ်နေသည်လာစုပ်ရေထရက်တွင် ကျန်းပြင်ပေါ်တထောင်တထောင်ရေကမြင့်တက်လာသဖြင့်ဆင့်ထိုး၍နေခဲ့ကြရသည် ယခုဝါကောင်လတွင်ရေကထတ်တိုးလာပြန်၏ကြံခင်းအပေါ်တွင်ထိုးထားသောဆင့်နာကိုပင်ရေရောက်လာလိမ့်မလားဟုရင်တထိတ်ထိတ်ဖြစ်နေရသည်နို့ညလေးကလည်းနေမကောင်းထို့ကြောင့်မတ်တင်အေးကကိုများရှိနေတော့ဆရာမောင်ဒီစေးမုံတထုတ်လောက်ဝယ်ပေးပါလားခလေးကအပူမမကြသေးတာကိုရကောရှိသေးရလားရေပြင်ကငေးကြည့်နေသောကိုများတောင်းကမတ်တင်အေးကိုလှမ်းမကြည့်ပဲပြန်မေးလိုက်ကိုရွက်တော်ရှိပါသေးတယ် ရှင်သွားမှဆိုလဲမြန်မြန်ထက်ထက်သွားစားမှတော့ဒီအတိုင်းဆိုရေကလည်းကြားရိပ်မမြင်သေးဘူးဟိုးအရင်တနည်းကလို့ထုတ်ပေါ်တက်ပြီးစင်ထိုးထားရလိမ့်မယ်ထင်တယ်ဒီတခါတော့ကိုမြတောင်းဤတက်ပြင်းရှာတံကိုမတ်တင်အေးပင်ကြားလိုက်မိသည်မင်းစီပတ်စံဘလောက်ရှိသေးတယ်လဲရှင်ကရောကျမကိုအလုံးခဲဘလောက်ပေးထားနိုင်လို့လဲရှင်ဆောင်လက်ဆောင်၃လေးချက်ပေါ်တော့မှန်သည်မြေရဲ့အတက်ကျန်းနေတဲ့ဖြင့် ငါးချပြည့်မရသည်မှာ၃လရက်ရှိသွားခဲ့ပြီထို့ကြောင့်ကိုမြောင်တောင်းနှင့်မတ်တင်အေးလိုလက်ထဲတွင်ငွေ၁၀ပင်ပြည့်အောင်မရှိဖြစ်နေ၏ဒါဆိုပေးလေငါ့ကိုတစ်ချက်ဘာလို့မလို့တော့ဟော့ဗျာမင်းမယ်စေးတထုပ်သွားဝယ်ပေးသားမှာဆိုအမလီတော်စေးတထုပ်ဖို့များအခါတိုင်းလိုအကျွေးယူခဲ့လဲရရတဲ့နဲ့ရေးကြီးခွင့်ချက်လို့ဟာအကျွေးတွေကလည်းများနေတော့အာနာလို့ပေါ့ကွာဘာမှအာနာမနေနဲ့တော့ ရေကြသွားရင်ငါတို့ရမယ်ဆိုတာသူတို့လည်းသိနေတာပဲ။ညံညံနဲ့ပြန်လာခဲ့ဩ။ရေကစိတ်ချရတာမဟုတ်ဘူး။မိုးမလျှောက်ရင်ထုတ်ပေါ်ဆင်ထိုးရင်ထိုးရမှာနော်။အေးပါကွာ။ပြောကာကိုမြသောမတက်ထားရသည်။ခေါမိုးပေါ်ကတက်ကိုဆွဲကလေထဲသို့ဆင်းလာ၏။သူတို့အိမ်မှာရွာပြားတွင်ဖြစ်သည်။ကုံစုံဆိုင်ရှိသောဥတာကျော်ဒေါ်စိန်မုံတို့အိမ်ကရွာလေတွင်ဖြစ်၏။ ထို့ကြောင့်လင်ငယ်တစင်းကိုဟိုအိမ်ယာတီအိမ်ကြကလှောက်ခတ်သွားနေသောလင်တော်မောင်ကိုမြတောင်ကို မတ်တင်အေးမှာအိမ်ပေါ်ကလှမ်းကြည့်နေ၏ထိုအချိန်တွင်မိုးသက်လေပြင်းများကြစပြူလာ၏မတ်တင်အေးရင်ထဲထိတ်ခနဲဖြစ်သွားသည်ရွာနီးပတ်ဝန်းကျင်တွင်ဤလိုရေတက်ကြမ်းချိန်၌စုပ်ဝဲများထားတတ်သည်တမန်နှစ်ကတငါတဲ့တယောက်စုပ်ဝဲတဲ့လူရောလှေပါဝင်သွားခဲ့သည်လှေတက်ဖွဲ၍လိုက်သောအခါမှာမြင်းအောက်ဘက်တွင် လေတက်ကိုမြဲမြဲဆုပ်ကတေဆုံးနေသည်ကိုတွေ့ရသည်ဖွားဟဲ့ဖတ်ဖတ်ဖတ်ပြောတိုင်းဖြစ်ခိုင်းလိုက်တိုင်းမညိုမညင်တတ်တဲ့ငါလည်းသဘောကောင်းမနှောကောင်းကြီးအီလိုဘေးဒုက္ခတွေနဲ့ဝေးပါစေဖယ်ပါစေတော့ဟုမတ်တင်အေးသည်စိတ်ထဲကရေရွတ်ခါကိုမြာတောင်လှိလောထွက်သွားသည်ကိုသာငေးကြည့်နေလေသည်နို့ညခလေးငယ်အတွက်ဆေးဝယ်ထွက်သွားသောကိုမြာတောင်ဤလှိငယ်သည်အိမ်သုံးလေးအိမ်ကျော်သွားသောအခါ ကိုကျော်သာဒေါ်စိန်မုံတို့၏ကုံဆုံဆိုင်ဘက်ကိုယ်ဝင်ပြီးပျောက်ွယ်သွားလေသည်ဒိန်းကနေအိမ်ကိုလာဆောင်တာတစ်ခုနှင့်အတူတအိမ်လုံးရင်းရိုင်လှုပ်ရှားသွားသည်ရုတ်တရက်ဖြစ်တဲ့ဖြင့်မတ်တင်အေးကအမလေးပလုတ်တော့ဟုလမ်းရွေးပင်အော်လိုက်မိသည် ခင်ပိုးနဲ့ကိုများတောင်းဆေးသွားဝင်နေရကပြန်ရောက်မလာသေးတဲ့ဖြင့်မတ်တင်အေးမှာအလိုလိုအားငယ်နေသည်အမှန်ကဤဒီမှာအစမ်းမဟုတ်ပေယခုလိုမြေကြီးအတက်ကျမ်းလာပြီဆိုလျင် သူတို့ရွာကအိမ်များကိုတက်တုံးကြီးများသည်ဤကဲ့သို့ပင်ဝင်တိုးဝင်တိုက်တက်လေသည်တစ်ပေါက်ပြက်ပြီးအဖော်ကွဲတထီးတဲထွက်လာသော မျောတုံးကျိုးတစ်တုံးတွေမှာဒဒန်နှစ်တန်ရှိတတ်သည်ဖြင့်အိမ်ကိုဝင်တိုးပြီးဆိုလျင်တအိမ်လုံးတိတ်တိတ်ခါတုံလှုပ်သွားတတ်သည်မခိုင်ခန့်သောအိမ်များဆိုလျင်ပြိုပင်ပြိုတတ်၏ထို့ကြောင့်သူတို့ရွာကအိမ်တွေမှာမျောတုံးများ ဝင်တိုက်မှာကိုလည်းရင်တထိတ်ထိတ်ဖြစ်နေကြရလေသည်ရွာထဲဝင်လာသော မျောတုံးများပါ ရေဝဲကတော့ထိုးရအတိုင်းဟိုဘက်အိမ်ကိုတိုက်လိုက်ဒီဘက်အိမ်ကိုတိုက်လိုက်နေရွာထဲကတော်တော်နဲ့ထွက်မသွားပဲလှဲ့လေနေသေးတယ်လေရှိလေသည်တရေရိတ်တက်လာနေတော့မြေရီကိုငေးကြည့်ကမတ်တင်အေးမှာလင်းတော်မောင်ကိုမြတောင်းပြန်လာကိုမျှော်နေလေတော့သည်မမျှော်၍လည်းမဖြစ်တော့ဒီအတိုင်းဆိုလျင်မြေရီကသူတို့ဆင်ထိုးထားသော ကျမ်းပြင်ကိုမုံမရှုပ်ခင်ဖုံးအုပ်လွှမ်းမိုးလာပေလိမ့်မည် ကိုများတောင်ဆေးဝက်ပြီးပြန်လာချိန်မှာမြည်ရည်သည်သူတို့၏အိမ်အဆင်းနှင့်ထိလူနေပါဖြစ်၍ပင်နေလေပြီမတ်တင်အေးမှာရင်ခွင်တဲကခလေးတစ်ဖက်နေမကောင်းသောနှုတ်ညခလေးတစ်ဖက်နှင့်ခလေးနှစ်ယောက်ကိုတယောက်တစ်ဖက်ရှိကပြရာခတ်နေ၏ကိုများတောင်မှာချက်ချင်းလက်ထဲကတက်ကို ခေါင်မိုးပေါ်ပြေးထိုးကထုတ်ပေါ်ပြေးတက်သည်အဆင်းတဆင်းထထိုးရသည် အကြီးကလေးသုံးကောင်ကိုနိုင်တော်အကူကြီးခိုင်းကနေရလို့အောင် အဆင့်ထပ်ထိုးရသည်မှာမတက်တာလားပြီအဆင့်ထိုးပြီးသည်နှင့်ရေကလည်းသူတို့ကြမ်းကင်းပေါ်ချက်ချင်းရောက်လာတော့သည် ထို့ကြောင့်သူတို့ကြမ်းပြင်နှင့်အိမ်ခေါင်းမိုးမှာအလှမ်းမကွာတော့ပြီရမအနာသွားထိုင်နေရင်ခေါင်းနှင့်ခေါင်းမိုးကမလွတ်တော့အင်းရလေကောင်ကမိသားစုနဲ့ဝိုင်းထိုင်နေရဤစားလျင်နေဒီနေရအိတ်လျင်နေဒီနေရထမင်းချက်ဟင်းချက်တော်လည်းဒီနေရပင်ဖြစ်သည်အင်းရစင်ပေါ်တွင်မတ်တက်ရရွေမရ ။ညောင်းကြလည်းရင်ပတ်လက်တို့မဟုတ်ဝမ်းလျားပေါက်နေကြရသည်။အိမ်တစက်မိတ်ရမတန်းသားတွင်တက်ငယ်အမိုးကို လူတကိုစာဝင်ပေါက်ထပေါက်ဖောက်ထားရသည်။ယာယီပြတင်းပေါက်တို့မဟုတ်ယာယီတကမဖြစ်သည်။အိမ်ဤအစ်စ်အမန်တကားပြတင်းပေါက်တို့မှရေအောက်သို့ရောက်သွားလေပြီ။ဒီထက်ရေတက်ကျန်းလာရင်တော့အိမ်ခေါင်မိုးပေါ်နေုံသာရှိတော်မည်။ထို့ကြောင့်သူတို့၏လှေငယ်ကိုလည်းယာယီပြတင်းပေါက်နာကြိုးချီလှော့ထားရသည် အရေးကြုံလျင် သူတို့အသက်ကိုကယ်နိုင်သူမှာအီလီငယ်ကလေးသာဖြစ်လေသည်ကိုပူနေသောနှုံးညာကလေးငယ်ကိုကွန်ရက်ပြုတ်ရင်နှင့်လင်မယားနှစ်ယောက်ဆေးတက်ခွက်ထပ်တိုက်ကြသည်နေကကြာသွားသလိုကလေးလည်းကိုပူကြသွားသည်မြေကြီးကမူအတက်မရက်သည် သို့တော်မိုးမရွာတော့ပေသုံးလေးရက်ဇွဲခတ်ရွာသွန်းထားသောမိုးရည်သည်အချိန်တေကကောင်းကင်တစ်ခွန်းတစ်ပြင်းလုံးမှလည်းကြည်လင်တန့်စင်လာသည် ထို့တန်ရိုက်တံများကိုမိုးချုံစမှာအိမ်တိုင်းလိုလိုကကြားရသည်အီဒီမှာလည်းရက်တလေးလိုပင် ဖြစ်နေသဖြင့်ကိုမြတောင်းနှင့်မတ်တင်အေတို့၏ခလေးအကြီးဆုံး၃ယောက်ကစကောကိုထုတူထု အိမ်တိုင်းကိုဒုတ်နှင့်ရိုက်သူကရိုက်တံမောင်းအခွန်ကိုတီးသူတီးနှင့်ပျော်ရွှင်နေကြပြန်၏သူတို့ရက်မှာဤတို့မလုံရည်လည်းမဖြစ်ပေမိုးချုံလာလျင် မြည်ရင်နှင့်မျောပါလာသောဓာတ်တရောများနှင့်အတူမွေသောကင်းမတွေလည်းပါလာတတ်သည် ဘယ်နဲ့ဘယ်ရက်ကပင်အစာငတ်အဟာရပြတ်နေဘယ်ရက်ဒေတာကပင် မျောပါလာကြမှန်းမသိတော့မွေဆိုးကင်းပေါင်းတွေမှာမိယာတွေရခိုကိုရတွေကိုရှားရင်အိမ်ပေါ်တက်လာတတ်ကြသည်ထို့ကြောင့်မြို့မှာပြည်မှာမကောင်းဆိုးရွားများကိုပရဲ့ရွတာမုံတီတီတောထုတ်တယ်လို့စုညာသွားထို့ရိုက်တိခတ်၍ရှောက်လန့်မောင်းထုတ်နေကြလေသည်အမီနာပတ်ဝန်းကျင်ရှိတခြားအိမ်များမှာလည်း ထူရိုက်တံတိခတ်တံကို အတူယူကခလေးများကဆူညံသွားတိခတ်နေကြခြင်းတွင်ကိုမြတောင်းသည်သူ့အိမ်ပတ်ဝန်းကျင်ကိုအကဲခတ်နေရသည်မြည်ရင်နှင့်အတူတခါတည်းရန်တွင်ခွေးသိကောင်ပုတ်များလူသည်အလောင်းများလည်းမျောပါလာတတ်ကြလျာအကဲ၍ထိုသို့ခွေးသိကောင်ပုတ်လူသည်ကောင်အလောင်းများမျောပါလာလျင်ဝလုံးချိန်နှင့်လှမ်းထိုးကမိမိတို့အိမ်ဥပစာအလို့တို့ထိုးထုတ်ကော်လို့ကြရသည်ထို့ကြောင့်ကိုမြတောင်းသည် ယာယီတကပေါင်းမှထွက်ခါခွေးသေးကောင်ပုတ်နှင့်လူသေးအလောင်းများကိုစောင့်ကြည့်နေရလေသည်တဖြည်းဖြည်းပေါင်စားပြူလာ၏မိုးထမ်းမှကျယ်ဝင်းကလေးများကိုရေတွက်မရနိုင်လောက်အောင်ပင်မြင်လာရသည်မိုးကုတ်စဝိုင်းဘက်မှရေစင်းတောင်းနေသောကျယ်ဝင်းကလေးများကိုရေထဲတွင်ပို၍တောက်ပကုန်မြူးနေကြသည်မကြခင်ပင်ရေပြင်ပေါ်သို့လာရောင်ကထိုးကြလာပြန်သည်ထွန်းထွန်းပပတာယာလာသောလာရောင်ကြောင့် တရင်ကပင်ကိုမြတောင်းမှာစိတ်သေးကြည်နူးသွားတယ်လို့ပင်တရဲရိတ်တက်လာတော့မြေရေပေါ်ကလိုင်းကလေးတွေမှာလာရောက်နေလူလွတ်လှုပ်ရှားနေကြသည်လင်းငယ်ကလေးတစ်စင်းဒီအိမ်ကျိုးအိမ်ကြားမှာရေပြင်ပေါ်လှည့်ထွက်လာသည်ဘယ်သူပါလဲဟုကိုမြတောင်းငေးကြည့်နေသည်ခဏကြာမှပင်လင်းငယ်ကလေးသည်သူတို့အိမ်သားသို့ရောက်လာသည်လာရောက်နေကလူကိုတဲတဲကွဲကွဲမမှန်မိတဲ့ဖြင့်လှမ်းမေးလိုက်ရ၏အကိုကြီးရှာအေးလာပြော အေးဟုတ်တယ်မင်းလိုက်အောင်မလားများတော့ဦးရှမ်းအေးအမေကိုချက်ချင်းပြန်မဖြစ်သေးပဲကြွက်ထိုးလားအကိုကြီး ဟုပြန်မေးလိုက်ဦးရှမ်းအေးမှာ ဖားချငါးချတော်တယ်လို့ကြွက်ချာကြွက်ထိုးမှာလဲရွာနိုင်နာမည်ရသူဖြစ်သည်ဦးရှမ်းအေးတညသွားထိုးလည်းရင်အ ਨੇ ဆုံးတော့ဟင်းစားအပြင်ကြွက်တပိတ်တာလောက်တော့နေ့စဉ်ရောင်းချရသူဖြစ်သည်ထိုးကြောင့်လဲကိုမြတောင်းက ကျွတ်ထိုးလားအကိုကြီးဟုအတက်တိနေတယ်လို့လှမ်းမိလိုက်ခြင်းဖြစ်သည်အဲ့လေကွာဒီအချိန်မှာကျွတ်ထိုးမဟုတ်လို့ငါသွားရှာရမလို့လားကွာဒီတော့မြေကြီးတက်နေတဲ့ဥစ္စာဦးရှမ်းအေးအပြောအဆဲကိုသူကသဘောကျသွားအကျဲကြီးရယ်ပြစ်လိုက်သည်လိုက်မယ်အကိုကြီးရေခဏနော်သူအိမ်ထဲဆက်ချင်းပြန်ဝင်ပြီးမှိန်ချသည်အပြင်ကသူ့ယောက်ျားနဲ့ဦးရှမ်းအေးတို့ပြောဆိုနေကြတဲ့အံကိုကြားထားသောမတ်တင်အေးကရှင်ကျွတ်ထိုးလိုက်သွားမလို့လား ်ခလေးကလည်းနေသိပ်ကောင်းတာမဟုတ်ဘူးမြေကြီးကလည်းတက်တုံးမယ်မဟုတ်လားအိမ်မှာရှင်မရှိရင်ဟူတော်သူမိမ့်မစကားမဆုံးခင် သူကမြေကြီးကစိုးရင်ကြမရှိတော့ပါဘူးကွာမင်းခလေးကလည်းကိုပူကြသွားပြီပဲအကိုကြီးချမ်းရင်းနဲ့ငါလိုက်သွားပါမယ်ညနေကဥဒါကျော်ကလည်းပြောလိုက်တယ်မြေကြီးကြီးနေတာနဲ့တားစိန်ကားစိန်မစားရတာကြားပြီမင်းတို့ကြွက်ရရင်ငါ့ကိုတပိတ်တာလာပို့ပေးပါတဲ့ဥဒါကျော်စီမှာတို့ စီကျွေးစံကျွေးအစိတ်30ရှိနေပြီကွကြွက်ရလို့တပိတ်တာလောက်ပေးနိုင်ရင်အကျွေးကမနေကြည်သွားမှာငါလိုက်သွားပါမယ်မိမရအကိုကြီးချမ်းကြီးကကြွက်ထိုးနိုင်မကြည်ဆိုတော့သူ့စီကနေနာနေတရတဲ့ယူရတာပေါ့ကွာဟုပြောလိုက်ကိုမြတောင်းပြောသည်မှာအမှန်တွေကြီးဖြစ်တဲ့ဖြင့်တော့သဘောပါတော့မတင်အေးပြောစကားအဆုံးပါကိုမြတောင်းကြွက်ထိုးရန် အိမ်ခေါမူနာယာယီတကားပေါ့မှအပြင်သို့ထွက်လိုက်လေသည်။ဦးချိုင်းအင်းနှင့်ကိုမြတောင်းတို့သည်လှေကလေးတယောက်တစ်စင်းနှင့်ကြွက်ထိုးရန်ထွက်လာကြ၏။မြေပြင်မှလာရောက်ပတ်ပြန်းထားတော်လဲပြန်ပြိုးငြိမ်သက်ခြင်းမရှိ။ဟိုတကွက်ဒီတကွက်နှင့် ရေပြင်ထဲတွင်တဲတဲမဲမဲအရိပ်ကွက်များကိုမြင်နေရ၏။ထိုအရိပ်ကွက်များသည်ဦးချိုင်းအင်းနှင့်ကိုမြတောင်းတို့အတွက် အထူးတတိထားရမည်ဒိုက်ဖက်မော်ယွန်ကွက်များဖြစ်သည်။ လက်ကြွယ်ကြီးများသည်ထုံမော်ယုံရှုံပုတ်များမျောပါလာတော့ဒိုင်းတရောများကိုခိုစည်း၍လိုက်ပါလာတတ်သည်မင်းမနေ့ကထွက်သေးလားနေမကောင်းလို့မထွက်ပြဘူးအကိုကြီးရေအကိုကြီးတော့နေ့စဉ်ထွက်ပြတယ်ထင်တယ်ထွက်ရတာပေါ့များတောင်းရဒိုးဘဝကငားနဲ့ဖားရရင်ရမရရင်ဒီလိုအချိန်မှာကြွက်ရမှာဝမ်းရည်ကလှမယ်မဟုတ်လားကွဟုတ်ကဲ့မင်းကလေးအခုဘယ်နဲ့နေသေးတယ်လဲ နေကောင်းသွားပါပြီဟေးဟေးဟေးကောမင်းကွာစကားနဲ့ပြောဘေးဘီနဲ့ကြည်လေကွာတွေ့လားဒိုင်တယောချားတဲ့ကကြွက်လှိနေစင်းရှင်လော်လာကြရမှာသူ့လေပေးနာချီဒိုင်တယောပုံတို့ဝင်ပြေးသွားတော့လက်ကြွက်ကြီးကိုဥရှမ်းအေးပြမှာကိုမြတောင်းကလက်ခနဲ့မြင်လိုက်ရည်သို့တော်မင်းနဲ့လမ်းထိုးရန်အချိန်ကနောက်ကျသွားလိမ့်ပြီဥရှမ်းအေးကတကယ်မျက်စိရှင်သူပင်သူနဲ့သာနေတော့ဒိုင်တယောပုံကလက်ကြွက်ကြီးကို လာရောက်နေသူမို့မြင်တတ်ပလေဟုရှိကြလိုက်မိ။ဒါကြောင့်လဲနာမည်ကြည့်ပေတာကိုဟုမှတ်ချက်ချမိလိုက်သည်။မြည်ရတဲ့ကြွက်လိုက်ထိုးရတယ်ဆိုတာနာရောမျက်စီရောတိတ်လင်းရတယ်မြတောင်။ဖတ်ဖတ်ဖတ်မပြောကောင်းမဆိုကောင်းမွေပါကင်းမကိုလည်းတတိထားရတယ်လို့မျောတုံးရေဝဲတို့ကိုလည်းတတိထားရကွဟိုမှာတွေ့လားဒိုက်တရောတပုံ။အဲ့ဒီအပုံနဲ့အတိုက်ပြက်မျောလာတဲ့လက်ကျွဲကြီးတွေမောက်ရှပါမှာပဲမင်းဟိုဘက်ကထိုးငါဒီဘက်ကထိုးမယ်ကွာ ကဲလောလောလော ပြောပြောဆိုဆိုနေပြီရှေ့တွင်စပန်လန်းဖြာကြီးတစ်ချက်ပမာဏခန့်ရှိတော့ဒိုက်တယောတအုပ်ကိုလက်ညှိုးထိုးပြ၍ဦးရှမ်းအေးကပြော၏အတန်ငယ်ဝေးသေးသဖြင့်ရေပြင်ပေါ်ကဒိုက်တယောအုပ်ကိုမဲမဲအကွက်ကြီးတစ်ကွက်မြတာမြင်ရသည်ဒိုက်ဖက်များမှာတစ်ခုနှင့်တစ်ခုတင်ထက်ပြည့်ညတ်၍မြည်ရစီတိုင်းအတိုင်းမျောပါလာကြရာအတိုက်ပြက်လာသောကြွက်များမွေများ ဖားများ ကပြုတ်များကင်းများအစုံပါတတ်လေသည်ဒိုက်ဖြာကြီးတစ်ချက်ပမာဏခန့်ရှိသောဒိုက်ဖတ်မော်ယုံတဲ့ကိုဦးရှမ်းအင်းနှင့်ကိုမြတောင်းတို့ကနှစ်ဖက်ညှက်ထိုးဝင်ကြသည်လာရောက်နေတွင်မဲမဲလှုပ်လှုပ်မြင်ရာကိုလှမ်းထိုးလေရာကြွမိသည့်အခါရှိတယ်လို့ကပြုတ်ရင်မွေတို့ကိုထိုးမိသည့်အခါလည်းရှိလေသည်ထို့ကြောင့်ဦးရှမ်းအင်းကတေးသေးချာချာကြည့်ထိုးกว่าဟုဆို၏မြေရစီထဲတွင်လှေငယ်ကိုထိန်းရကြွက်ကိုကြည့်ရနှင့်ရွယ်တော့မလွယ်ကူပေ တို့တော်ကိုများတောင်းလေကျွတ်သုံးကောင်ရလာ၏လေကျွတ်နှကောင်မြသာရသေးသောဦးချမ်းအေးကမင်းတဲဟုတ်ပါလားဟုရှိချိုစကားဆိုလိုက်သည်ထိုဒိုင်တယောအုပ်ကမြည်ရတဲ့မျောပါသွားသောအခါနောက်ဒိုင်တယောအုပ်တွေမျောပါလာသည်ကိုမင်းမျောဆောင်းစမ်းကြရပြန်သည်ထိုအခါတော့နှစ်ယောက်အတူသွား၍မရတော့ဒိုင်တယောအုပ်မှာတင်ပြူးဖြာငယ်များခန့်လာဟိုတကွက်ဒီတကွက်မျောပါနေကြလေရာ တယောက်တလက်တယောက်တကွက်ထိုးရန်လမ်းခွဲလာကြသည်လမ်းခွဲကနေတွင်ဦးချမ်းအေးကမင်းဝဲကတော့တွေတော့တတိထားသွားနော်ငွေပါကင်းပါနဲ့ကြည့်သွားကွဟုတတိပေးလိုက်သူကလည်းဟုတ်ကဲဟုတလေးတစားပြောကလမ်းခွဲထွက်လာလေသည်ဒီလိုနဲ့ရေဝဲကတော့ထိုးနေသော နေရာများကိုရှောင်ကဒိုက်ဖက်ပုံပြီးဒိုင်မျိုးတွေနောက်ကိုလိုက်ပြီးကိုများတောင်းကြွက်လိုက်ထိုးနေ၏ဦးချမ်းအေးကလည်းသူ့နည်းတူကြွက်ထိုးရင်း ရည်ရတဲ့သူတို့နှစ်ယောက်မှာ ဝေးသွားလိုက်နီးလာလိုက်နဲ့တဏှာရီခန့်ကြာသွားလေသည်လာရောက်မှာပိုပြီးထုံးပလင်းလက်လာရကြွထိုးရသည်မှာပို၍လက်တွေ့လာကြသည်တခုတော့ဒိုက်ဖတ်မောင်ယုံတခုနာရောက်မှာတော့ကိုမြာတောင်းလက်တွန့်သွားသည်20တားခန့်ပင်ရှိမည်ဟုထင်ရတော့လက်ကျွဲမာကြီးမှာအတိုက်ဖြတ်ပြီးတကောင်းနဲ့မျောပါနေခြင်းမဟုတ် ကောင်းယူတဲ့ရွက်တိတ်ခတ်ရိုးပြတ် ငမွေးတွေနဲ့အတိုက်ပြုတ်ထားသော သူ့အတိုက်တစ်ခုလုံးရေထဲမျောပါလာ၏။ဒိုက်ဖက်မော်ယုံဘေးတွင် ကပ်ပြီးမျောပါလာသောအတိုက်ထဲတွင် မျက်စိပင်မပွင့်သေးဟုထင်ရသောကြွက်ကလေး၅ကောင်ကိုလည်းလာရောက်နေတွင် ထင်ထင်ရှားရှားမြင်နေရ၏။ဒိုက်ဖက်နှင့်တွက်ကပ်မျောပါနေသောကြွက်တိုက်ထဲရေလုံးတွေဝင်နေရာကြွက်ကလေးတွေမှာလူးလွန့်လှုပ်ရှားနေကြသည်။ကျမကြီးတွေရေဆူ၍လူးလွန့်လှုပ်ရှားနေကြသော သူ့သားသမီးများကို ရေလွတ်ရန်နှုတ်သီးနှင့်ထိုးမ၍အတိုက်ပေါ်ဘက်ထိုးတင်နေသည်သို့တော်လည်းကြွက်ကလေးမှာအတိုက်နှုတ်ခမ်းပါနာသို့တွေ့ဖက်မတက်တတ်သေးသောကြောင့်ခဏခဏပြုတ်ပြုတ်ကျနေသည်မိခင်ကြွက်မကြီးကနောက်တော်ကောင်ကို ရှီကိုက်တင်နေစေမှာနောက်တော်ကောင်ကရေဆူချွဲနေသောအတိုက်အလဲခွက်ခွက်ထဲလိမ့်ကြ၏မိခင်ကြွက်မကြီးမှာဟိုတကောင်တင်လိုက်ဒီတကောင်ပြန်လိုက်ကြလိုက်နှင့် ကိုမြတောင်းအနီးကပ်မိမ့်နှင့်ချိန်ရွယ်ထားသည့်ကိုပင်တတိမပြုတ်အားပဲ စောက်တီရမယဖြစ်နေရှာသည်ဤတို့တကောင်ကို အတိုက်နှုတ်ခမ်းပေါ်တင်ပေးလိုက်နောက်တင်ထားသောတကောင်ကထပ်၍ပြုတ်ကျပြန်လာသောအခါကျွမ်းမကြီးမှာပြာရာခတ်ပြီးကြံရမယဖြစ်နေသည်အတိုက်ခွက်ခွက်အလဲလဲပြန်ပြုတ်ကျလာသောကြော်ကလေးမှာရေဆူ၍လူးလွန့်အော်ဟစ်ကြသောအခါကျွမ်းမကြီးခမရအယိုးမီဝိုင်းဖြစ်နေ၏သူသည်သူ့သားသမီးများကိုဘယ်အချိန်ကပင်ကဲတင်နိုင်ရန်စူးစမ်းလာသည်မသိ တစ်ချက်တစ်ချက်တွင်အော်ဟစ်ညင်းညူနေကြသောတာသမီများကို တွေ့ကြည့်ကတတိလက်သွားသလို ခဏခဏငြိမ်သွားသည်ကိုတွေ့မြင်နေရသည်မကြာလိုက်ပါချေစောစောကလိုသူတာသမီများကို ရေလို့ရာအတိုက်နှုတ်ခမ်းပေါ်မတင်ရန်ကြိုးစားနေပြန်၏ထို့နောက်သူတာသမီတွေကိုဤသို့ကဲတင်၍ဘလို့မှမရတော်မှန်သည့်၍တာသမီငါးကောင်ပါသောကြွက်တကြီးတစ်ခုလုံးကိုဓာိုက်ပုံပေါ်ကြိုက်ရှည်ဆွဲတင်လေ၏သို့တော့ တဲ့ရွက်တိတ်ခတ်နဲ့ကောက်ရိုးအမာကြီးတွေလည်းပါရာဓာတ်ဖက်တွေနဲ့ဘေးချင်းညိနေသောကြွက်တိုက်မှာဘလို့မှကြွက်မကြီးဆွဲတင်ရသူပါမလားပဲဓာတ်ဖက်ဘေး၌သာညိပြီးမျောပါနေ၏ထိုအခါဘလို့မှစူးစား၍မရသောကြွက်မကြီးမှာတာသမီသောနှင့်စောက်တီရမရဖြစ်ကကြွက်တိုက်ပေါ်ရှိတာသမီတွေစီပြေးလာလိုက်ရေဆူချွဲနေသောခလေးများကိုနှုတ်သီးနှင့်နမ်းလိုက်ထိုးတင်ပေးလိုက် ဒိုက်ပုံပေါ်ခုံကူး၍အတိုက်ကိုကိုက်ဆွဲလိုက်နှင့်စောက်တီရမရဖြစ်နေရှာသည်ကျွမ်းမကြီးအဖြစ်ကိုငေးကြည့်ကကိုမြတောင်း၏မျက်လုံးအိမ်ထဲမှမျက်ရည်များပင်ဝဲလာသည်နေကင်းကသူနှင့်သူဇနီးတို့သည် ရေလွတ်နိုင်သောဆင့်ကိုပင်ပန်းကြီးစွာထိုးပြီးသားသမီးများကိုဆင့်ပေါ်တင်ထားခဲ့ကြသည် ကိုပူနေသောနိုးညလေး၏ရှေးတောက်ကိုရေဆိုးမှဆိုးသည့်ဖြင့်ကိုမြတောင်ဆင့်တင်နေစဉ်အမေလောက်သူကတဖက်ကွက်တွင်ခြေတင်ထား၏ ။နောက်တဖတ်တစ်ချက်တွင်လည်းနောက်ထပ်အငယ်ဆုံးနိုးစုအရွယ်ကလေးကတရား။နောက်တော့တယောက်တည်းလောက်ကိုက်နေရသူ ကိုမြတောင်းကလည်းစင့်တင်၍မပြီးနိုင်လေဖြစ်ရာ။နေမကောင်းသောကလေးငယ်ကိုဆက်မရှိထားနိုင်သော မတ်တင်အေးမှာအကြီးကိုဂုံပိုးပြီးအငယ်ကိုကတွေ့ချင်ကစင်ထိုးအပြီးကို ရေတက်နေသောကြံခင်းပေါ်မတ်တက်ရရွေ့ဆောင်းဆိုင်ကြရ၏။ယခုကြွမကြီးသည်သူသားသမီးများကိုရေလို့ရသောပို့နိုင်ရန်စူးစမ်းနေသလို သူတို့နေနေရသည်လဲနေကင်းကကြိုးစားကြရပါသေး၏ကျောမကြီးနှင့်သူတို့မှာဘဝတူးဟု ဆိုကမမားနိုင်ပေသူတို့လိုအသိဉာဏ်ရှိသော နေနေရနှစ်ယောက်ကြိုးစားမှုနှင့်စသော အသိဉာဏ်နေပါပြီလင်သားမပါပဲဒကောင်နေကြိုးစားရုန်းကန်နေရသော ကျောမကြီး၏ဘဝမှာပို၍ပင်တနာစရာကောင်းနေပါကလားဟု တွေးတော်မိလေ၏ထို့ကြောင့်ကိုမြတောင်းသည် ကျောမကြီးကိုလုံးဝထိုးတက်ယူလို့စိတ်မရှိတော့ပဲ ကြောက်မာကြီးရဲ့နေနဲ့ငါတို့ရဲ့ဘဝတွေကအတူတူပါပဲနင့်ကိုငါမတက်ရက်ပါဘူးကွာနင့်ဝန်ကိုငါကိုညီပြီးဆောင်ရွက်ပေးပါမယ်ဟဲ့ဟုတ်စိတ်ထဲကရေရော့ကကျွတ်တိုက်ကိုမင်းနဲ့ကော်ပြီးဓာတ်ပုံပေါ်သို့ထိုးတင်ပေးလိုက်နေတော့သည်ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာကြီးဖိုးကြော့ရေးသားသောဘဝတူကိုကိုညီလိုက်ခြင်းလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ ဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့သူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါခြွင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ